ူရမေရယမစ္ဆပမထဌာနဆိုတာသူရဆိုတာရှိကတော့စိတ်နဲ့အရဲ့ရဲ့ချက်တဲ့အရဲ့ရဲ့နှစ်ခုရှိတယ်။သူစိတ်သားလို့ရှိရင်လည်းကြားရှိဘူးလားတဲ့ရှိတယ်ပေါ့နော်ချက်တဲ့ရဲ့လည်းနှစ်ခုရှိတယ်။ရှိခေကသူရနဲ့မေရယနှစ်ခုဒီကထားပြီးတော့မစ္ဆဆိုတာဒီအရေးကရှင်မှုစေတတ်တယ်။ရှင်မှုတယ်ဆိုတာဘာတော့ဆိုလို့ရှိရင်မှန်တက်လာတယ်လို့ပြောတာ။ မှန်တက်လာတဲ့အမှန်မသိတော့ကုပမာဏအတိုင်းတာမသိဘူးပမာဒဌာနဆိုတာအကောင်းနဲ့လို့ဖို့အတွက်မေးလျော့သွားတယ်ဆိုတော့လူကြီးတွေယူတရားမှတော့ကုသိုလ်ကောင်းမှုလောမှတော့ဒါလေးမေးလျော့သွားတယ်ဌာနဆိုတာအကြောင်းအဲ့တော့ဆိုလိုတာလူတယောက်ဟာကောင်းတဲ့စိတ်နေသဘောထားတွေပျက်စီးသွားစေတတ်တဲ့မူရစ်တဲ့အရာဟာပမာဒဌာနပဲနော် မူရစ်သွားလို့ရှိရင်အဲ့ဒါမတော့ဖဲနဲ့မူရစ်တာလည်းရှိသေးတယ်လေမန်တက်နေတဲ့အခါလည်းမူရစ်တယ်ပဆန်ချမ်းသာတဲ့အခါလည်းမူရစ်တယ်အရွယ်ငယ်တဲ့အခါမှလည်းမူရစ်တတ်တယ်ပညာတတ်လာလို့ရှိရင်လည်းမူရစ်တတ်တယ်အဲ့ဒါတွေကဒီထဲမှာပါတယ်မူရစ်မှုလို့မထလို့ခေါ်တယ်သူလူငယ်လူရွယ်တွေမှာကျတော့ယောပနမထလို့ခေါ်တယ်ငယ်တဲ့ခုငယ်တဲ့မှန်ပေါ့နော်နောက်ချမ်းသာလို့ရှိရင်လည်းအာရောချမထလို့ခေါ်တယ် အသက်ရှိနေတဲ့ရှင်နေတဲ့ပုဂ္ဂိုလ်ရဲ့ဇီဝိတမထာဆိုတာဒါမသေးဘူးဆိုတဲ့မမနာကြောင့်မကောင်းမှုအမှုတွေလုံမိတတ်တယ်ပေါ့ပေးရောစေတတ်တဲ့အရာတွေလို့ပေါင်းပြီးတော့မြတ်စွာဘုရားသုံးတာအဓိကကတော့ဒီလူတယောက်ရဲ့ကောင်းတဲ့စိတ်နေအမှတ်တင်ညာတွေကောင်းတဲ့အမှတ်တင်ညာတွေကောင်းတဲ့စိတ်တွေသဘောထားတွေပျောက်ကွယ်သွားစေတတ်တဲ့အရေးမျိုးမတော့တဲ့မှုလို့သူတို့ဆိုလို့ရတယ်ပေါ့နော် အဲ့ဒါတောက်လိုက်လို့ရှိရင်သူတယောက်ဟာဒီတတိတရားလေးလွတ်လွတ်သွားပြီးတော့အမှတ်တင်ညာလေးလွတ်သွားပြီးတော့ကိုပါလွတ်လို့လုံးဝမသိတာမျိုးထီအောင်ဖြစ်သွားတယ်။မှန်ပါဗျာ။အရင်မွေးရင်စိုးတော့မကပ်ဘူးမဟုတ်လား။မှန်ပါဗျာ။အဲ့ဒီလိုဟာမျိုးထီအောင်ဖြစ်သွားတဲ့ဟာတွေကမတော်တဲ့ဘူးလို့ဒီလိုအသေးပဲနဲ့ဒီဆုလို့ရတဲ့အသေးပဲပါနော်။အခုတော့အကုန်လုံး မစ္ဆာဆိုရယေမှုစေတတ်တွေအားလုံးကမစ္ဆာထဲမှာပါတယ်။သူရနဲ့ပေရယာကတော့စိတ်နဲ့အယက်နဲ့ချက်တဲ့အယက်။ပမာရဌာနဆိုတော့တခြားပေးလျော်စေတတ်တဲ့အကြောင်းတရားတွေအားလုံးပေါ့နော်။ဘေးရှူတာတွေရောဘာတွေရောအကုန်လုံးပါမှာပေါ့။လူရဲ့ပဂတိစိတ်နေနေထားဒုစရာချိုးချောင်းဆင်ကျင်တတ်တဲ့အသိဉာဏ်ရှိတဲ့အဲ့ဒါတွေကိုပျက်စီးသွားစေတတ်တဲ့အရာတွေခတ်တဲ့ကိုသူရမေရယာမစ္ဆာပမာရဌာနလို့ဆိုနိုင်တယ်ပေါ့နော်။ တေးကြီးအရင်မှမသိပဲတောက်ပြီးခဲ့ပါကကန်ထိုက်ပါသလားလို့ဆိုဆေးအမှတ်နဲ့တောက်တာမျိုးတို့ဆေးဖြစ်လို့တောက်တာမျိုးတို့ဘူးရထာမဟုတ်ပဲနဲ့အဲ့လိုတောက်ပြီးပဲဆိုလို့ရှိရင်တော့ဘူးလောက်အောင်တောက်ရင်တော့လူရဲ့စိတ်ဟာအမှန်အမှန်မသိတော့တာအမှန်နဲ့အဲ့ဒီအမှန်မသိမှုကပို့ပြီးတော့မဟုတ်တာတွေလုံးမိရင်တော့ပို့ပြီးတော့အပြစ်ကြီးတာပေါ့နော်အထူးကဆုံးရှုံးမှုကဘာလို့ဆိုရင်သူရမေရီကကန်ထိုက်တယ်မထိုက်ဘူးဆိုတာ သူ့ရဲ့အဓိကဆုံးရှုံးမှုကဘာလို့ဆိုရင်လူတွေဆိုတာကိုကျိုးစည်းပွားအတွက်အသိပညာတွေစီးပူအထောက်ရမယ်အများကျိုးဆောင်ရမယ်ဆိုရင်ကောင်းတဲ့စိတ်တွေသဘောထားတွေကိုပျက်စီးဆုံးရှုံးသွားစေတတ်တယ်အဲ့လိုပျက်စီးဆုံးရှုံးသွားလို့ရှိရင်ဒါသူ့ရဲ့ဆိုးကျိုးလို့ခေါ်တနည်းအားဖြင့်ပြောရမယ်ဆိုလို့ရှိရင်တေးရမမသိလို့တောင်းပြီးပဲပါကန်ထိုက်ပါသလားဆိုတာနောက်ဘဝခံရမယ့်ဟာကိုရည်ရွယ်ပြီးတော့မေးတဲ့မေးခွန်းမျိုးဖြစ်တယ် ဒါပဲပဲလို့အယမမသိပဲနဲ့တောက်တော့သိလို့ပဲတောက်တော့သူ့ရဲ့ effect ကရှိတယ်။မှန်ပါဗျာ။အဲ့ဒီသူ့ရဲ့ effect ဟာအကောင်းကျိုးမလားဘူး။အနည်းဆုံးပါဖြစ်တယ်လို့ဆိုရင်အရဲ့ကျွန်းတယ်လို့နောက်ပြီးတော့လူဟာသိအရဲ့တောက်ပါများလာလို့ရှိရင်တွေးတောဆင်ခြင်မှုတွေကလွဲမလာ။ခါတိုင်းလို့ပုံမှန်မစင်စားတတ်တော့ဘူး။နော်အုံနောက်ရဲ့ပြောင်းလဲမှုတွေဖြစ်နိုင်တယ်။အဲ့ဒီလိုအုံနောက်ရဲ့ အတိဉဏ်လေးကလမ်းချော်ကုန်တာမျိုးတွေဖြစ်နေတာဒါကသူဒီဘဝတွေမှာခံရတဲ့အကျိုးဆက်လို့ပြောမှန်ပါဗျာသိလို့တောက်တောက်မသိလို့တောက်တောက်အစိတ်ဟာဆိုဥပမာနဲ့တတ်မှတ်ရှုထောင့်တစ်ခုကပြောမှဆိုရင်အစိတ်ဆိုတာသိလို့စားစားမသိလို့စားစားအဲအစိတ်ကအစိတ်ပဲလေမှန်ပါဟုတ်တယ်မဟုတ်လားအဲ့တော့ငါအရင်မှမသိလို့တောက်ပြီးပါတယ်ဆိုလို့မရဘူးထဲထဲဝင်သွားရင်သူကတော့သူ့ရဲ့ effect ကတော့လာမှာပဲမှန်ပါဗျာအဲ့ဒီ effect တော့ခံရမှာမှန်ပါဗျာမှန်ပါ ဥပဒေလိုပေါ့မသိလို့လုံးမိပါတယ်ဆိုရင်ဥပဒေကခွင့်လွှတ်တော်မှာမဟုတ်တာမှန်ပါဗျာ